အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့မြောက်ကလေးနှင့်တရက်ပင်ပုံမြင်ပဲဖြစ်ပါတယ်ရှင်တခါတုန်းကတောကြီးတတော်မှာရသေကြီးတစ်ပါးဟာနေ့စဉ်နေ့တိုင်းသစ်ပင်ကြီးတစ်ပင်အောင်မှာတရားထိုင်လေးရှိတယ်အဲ့ဒီသစ်ပင်မှာနေတဲ့တောချက်ဖတကောင်ဟာရသေကြီးကိုကြီးညိုလေးစားစွာနဲ့စောင့်ကြည့်နေခဲ့တယ်ဒီလိုဒီလားရှိတဲ့ရသေကြီးကိုငါတတိတခုဖို့ကက်လူသိနေလို့ချက်ဖကတွေးလိုက်တယ် ကျပါဟာတောထဲမှာတိတိရှာရင်မှဲ့ဝင်းနေတဲ့ရွှေဝါရောင်တည်းသည်တွေအပြည့်တင်းနေတဲ့တရေပင်တပင်ကိုတွေ့သွားတယ်။သူကတည်သည်တလုံးကိုစတိခုစွန့်နေတော့မှပဲသူ့အပေါ်ကတိကိုင်းပေါ်ကိုမြောင်ငယ်လေးတကောင် ရုတ်တရက်ရောက်လာတယ်။မင်းကဘာလို့ငါတည်သည်တွေကို ခွင့်မတောင်းပဲယူနေတာလဲလို့မြောင်ငယ်လေးကဆူဆူရှက်ရှက်အော်မေးလိုက်တယ်။ ငါအတွေ့ယူတာမဟုတ်ပါဘူးလို့ချက်ဖာကအေးအေးဆေးဆေးရှင်းပြတဲ့ဒီအနီးနားမှာတရားထိုင်နေတဲ့ရသေးကြီးအတွက်ကက်လူမလို့ပါမင်းမယုံရင် ကိုယ်တိုင်လိုက်ကြည့်လို့ရတယ်လို့ပြောလိုက်တယ်။မြောင်ငယ်လေးဟာဆဆုကျင်စိတ်တွေပေါ်လာပြီးလိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ ညငယ်လေးဟာရသေးကြီးတင်းငယ်အေးချမ်းစွာတရားထိုင်နေတာကို မြင်လိုက်ရတဲ့အခါမှာသူ့လည်းပဲလေးနက်တဲ့ကြီးညိုစိတ်တွေနဲ့ပြည့်နှက်သွားတယ်။ဟေးကျဖလို့သူကအံ့ဩတကြီးနဲ့တူတူလေးပြောလိုက်ပြီးငါ့ကိုလာပြပေးလို့ကျေးဇူးတင်ပါတယ်။ဒီနေ့ကစပြီးဒီချုံမိန်နဲ့တရသည်တွေကို နေတိုင်းအတူတူကပ်လူကြရအောင်လို့ပြောလိုက်တယ်။ အဲဒီနောက်မှာတော့အဝေးကနေစောင့်ကြည့်နေတဲ့မြောက်ကြီးတကောင်ဟာရတိကြီးနေတိုင်းတည်းတည်းပဲစားနေတာကိုမြင်ပြီးအယံကိုဆက်ဆုခြင်းစိတ်ပေါ်လာတယ်။သူဟာတော်ထဲမှာ ဟဲ့ဒီထူးခြားတဲ့တရေပင်ကိုရှာဖွေခဲ့တဲ့တတိတွေအများကြီးမြင်ရလို့ဝမ်းသာအားရနဲ့ချုံမိန်နဲ့တရေတီးတွေကို အငမ်းမရခုဆုစားတော့ပါတော့တယ်။ ။မြောင်ငယ်လေးကသူ့ကိုမြင်တော့တငယ်ချင်းငါးပိုင်းနဲ့တရသည်တွေကိုဘာလို့စားနေတာလဲလို့អော်ပြောလိုက်တယ်။မြောက်ကြီးကမထီမျက်မြင်ပြုပြီးတော်တွေကသစ်ပင်တစ်ပင်ကိုမင်းကဘလို့ပိုင်ဆိုင်နိုင်မှာလဲလို့စိန်ခေါ်လိုက်တယ်။မြောင်ငယ်လေးကလည်းအလျှော်မပေးပဲငါဒီသစ်ပင်ကိုနေတိုင်းဂယူးဆိုင်ခဲ့တယ်ဒါကြောင့်သူ့အသီးတွေကအယမ်းချိုနေတာလို့ရှင်းပြတယ် မြောက်ကြီးဟာအမှန်တရားနဲ့အငင်းခုံလုံးလို့မနိုင်မှန်းသီးတော့ ချိုတာတဲ့မြောက်ဝင့်စကားတွေနဲ့လေတံပြောပြောင်းလိုက်တယ်။အိုးမြောက်ငယ်လေးငါ့ကိုခွင့်လွှတ်ပါလို့သူကချော့မော့ပြောတယ်။ငါတောပေါင်းများစွာခေးသွားခဲ့ဘူးပေမဲ့မင်းရဲ့တည်တည်တွေလောက်ချိုတာတခါမှမမြည်ဘူးဘူး။မင်းတကယ်ကိုကံကောင်းတာပဲလို့ပြောလိုက်တယ်။မြောက်ငယ်လေးဟာမဟုတ်မမှန်တဲ့ချီးမွမ်းစကားတွေကိုလုံးဝယုံကြည်သွားပြီးဂုံယူစွာနဲ့ရှင်းကော့လိုက်တယ်။ အဲ့ဒီချိန်မှာပဲကျဖဟာနေစဉ်ကလူဖို့ရောက်လာတယ်။ဒါပေမဲ့မြောက်ကြီးရဲ့မြောက်ဖွင့်စကားတွေကြောင့်စိတ်တွေဝေဝါးနေတဲ့မြောက်ငယ်လေးကကျဖမင်းငါတရသည်တွေကိုစက်ခူးခွင့်မရှိတော့ဘူး။တခြားနေရာမှာသွားရှာတော့လို့အေးအေးဆက်ဆက်ပြောလိုက်တဲ့ကျဖဟာစိတ်နှလုံးကြေကွဲပြီးရှုပ်ထွေးစွာနဲ့ပြန်သန်းထွက်ခွာခဲ့တယ်။ ရသေးကြီးဟာအရသာမရှိတဲ့တခြားသတိတွေကိုသတိပြုမိပြီးဘာတွေဖြစ်ခဲ့လဲဆိုတာကို နားလည်သွားခဲ့တဲ့ ကြဖလို သူကညင်သာစွာ ပြောလိုက်ပြီးမိရဲ့တငယ်ချင်းဟာလင်ညာသူကိုယုံကြည်မိလို့ဒုက္ခရောက်နေပြီးသူကိုတွားကြည့်လိုက်ပါအောင်လို့ပြောလိုက်တဲ့ကြဖပြန်သွားတဲ့အခါကျောင်းဘက်ဖွေရာမြင်ကွင်းကို တွေ့လိုက်ရတဲ့တရက်ပင်ဟာအသည်မရှိတော့ပဲအကိုင်းခတ်တွေ ကျိုးပဲ့နေပြီးမြောင်ငယ်လေးကတော့သစ်ပင်အောက်မှာထိုင်းငိုနေခဲ့တယ်။တငယ်ချင်းကြဖလိုမြောင်ငယ်လေးကငိုယိုပြီး ငါမြောက်ပြင်ပြောဆိုသူရဲ့စကားကိုယုံကြည်မိလို့ဒီလိုဒုက္ခရောက်ရတာပါလို့ပြောလိုက်တဲ့ကျဖားကသူ့ကိုညင်သာစွာနှစ်သိမ့်ပေးတဲ့စိတ်မပြတ်ပါနဲ့လို့သူကပြောပြီးငါနဲလိုက်ခဲ့ပါဒီနေ့ကစပြီးရသေးကြီးကိုကက်လူဖို့တတိတွေကိုအတူတူရှာကြမယ်လို့ပြောလိုက်တဲ့အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာအတူတကွတတိရှာခွေခဲ့ကြပြီးသူတို့ရဲ့ခင်မင်မှုဟာအရင်ကထက်ပုံမခံမြဲစွာနဲ့ပြန်လဲ ည်းတိစောင့်နိုင်ခဲ့ကြလေသတဲ့ပုံမြင်လေးကတော့ဒါပါပဲရှင်အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်